ိုမှတ်တရလေးတွေပေါ့နော်ဇာလေးတွေဝင်ရောက်ရေးသားပြီးခဲ့ကြတဲ့ session က2024-25 Pathfinder Institute of Myanmar ပေါ့နော်အဲအကြောင်းရဲ့ session G12 student ကျောင်းသားကျောင်းသူများအားလုံးကိုအဲဒီချက် MM3 ကလည်းမှတ်တရလေးဖြစ်နေမှာပါဗီဒီယိုလေးကိုတော့ဒီချက် record လုပ်လိုက်ရတဲ့အဲရွေးချယ်လေးရပါတော့အမှတ်တရတွေကိုအမှတ်တရဒီကနေ့ save ထားတဲ့ဒီချက်ရဲ့ YouTube channel လေး memories မှာအာပြန်သုံးမယ်ဆိုတဲ့အတွေ့အလေးနဲ့ပေါ့နော်ဒီဗီဒီယိုလေးကိုဒီချက် record လုပ်လိုက်တာဖြစ်ပါလေ ဒါလေးကလည်းအမှတ်တရဖြစ်နေလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ရှင်။ပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်။ဒါတော့ S1 ကเนาะတောင်သားတောင်သူလေးတွေရဲ့အဲဒီသူတို့ TCM M3 ကိုပေါ့เนาะအမှတ်တရလေးတွေပေါ့เนาะအမှတ်တရလေးရှင်းမဲ့ဖြစ်ဖြစ်မဲ့သုံးသက်ချက်ပေးချင်တာပဲပြချင်ပြချင်တာပဲဒီတစ်ခုခုလေးရေးပေးပါလို့ဖိတ်ခေါ်တဲ့ဒီမှာသူတို့လေးတွေရဲ့ရေးသားချက်လေးတွေဖြစ်ပါတယ်ရှင်ဒါတော့ S1 မှာ S1 မှာပထမဦးဆုံးရေးသွားတာကအဲဒီမှာပေါ့เนาะအဲဒီမှာ 3H sax wine ပေါ့နော်အဲသူကတော့ဒီသူ့ရဲ့ code လေးနဲ့ name လေးပဲရေးထားတယ်အဲဒါကတော့ finefkj finefkj ကဒီ youtube သချင်းလေးတပုတ်နော်နားထောင်ကြမယ်ဆို youtube သချင်းလေးတပုတ်ကိုထည့်ထားတယ်အဲနောက်ထပ်တစ်ယောက်ကတော့ 0hxc sax ပေါ့နော်မှတ်တဲ့သချင်းလေးလိုပဲနော်ခွေရတော့မယ်ချီရနှုတ်ဆက်ခဲ့ပါတယ်ဟလာအဲ့ဒီသချင်းလေးတယောက်တကယ်ချင်းနေအတိုင်းဖောက်ညီစွာနဲ့အောက်မှာဆက်ပြီးရေးလိုက်တယ်နော် tí chế mát tí nhanh em mê tha ghê mê tính là chế liệu tay phát đến nhì đó nhì đó em thấy là thật bị chạy nào thì có thật là bị vô tội của ဒါပါကြောင့်လည်းပြောခဲ့ပါလားသချင်းစာသားလေးဆက်ဆက်တာဘာပဲပြောပြောကလေးတွေသူတို့ချင်းချင်းပေါ့နော်စာရင်းတောင်လည်းရေးသားထားတဲ့ post လေးပါကဲနောက်ထပ်တစ်ခုလေးတော့ကြည့်အောင်နောက်ထပ်တစ်ခုလေးကျတော့ဒီမှာ 0FTO1 ဒါတသုကုတ်လေးလည်းရေးထားတာပေါ့နော်အဲနောက်ထပ်တစ်ယောက်က 0BTRM တနစ်ပတ်လုံးစာအတွက်အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်ဆရာမတဲ့ဒါတော့သူရဲ့နှုတ်ဆက်စကားလေးပါပေါ့နော်အဲနောက်ထပ်တစ်ယောက်ကတော့ CSUIW at the present ဆိုပြီးတော့ရေးထားတယ်ပေါ့နော်အဲနောက်ထပ်တစ်ယောက်ကလည်း1 H O G T အဲသူလည်းသူ့ရဲ့ပုံကလေးပဲရေးသွားပါတယ်နောက်ထပ်အဲပေါ့နော်အမလေးထူးထူးခြားခြားနဲ့ပေါ့နော်ဒီဟိုဟာပေါ့တခါ7 GI yes ဆိုရင်ဒီမှာအင်္ဂလိပ်လိုညအားကြီးရေးသွားရဲပေါ့နော်အန်တီတယောက်ဒီတယောက်ကတော့အကုတ်နံပါတ်လေးတွေမပြောထားဘူးပေါ့နော်မြစ်ကလေးလေးလေးဝယ်သုံးသွားတယ်အဲစကားတွေအများကြီးပြောရင်တဲ့အမားတွေအများကြီးပါမှာဆိုလို့တဲ့ဒီတစ်နှစ်ကျွန်တော်တို့ကိုစေတနာပါပါနဲ့တင် जा ပေးခဲ့တဲ့

me some kind of stuff i will miss the large the cost yeah thanks again for having stay or same see you later again ဆိုပြီးမှနှုတ်ဆက်သွားပါတယ်ပေါ့နော်အဲကျွန်မတစ်ခါတစ်ခါကြာကျွန်မသားတွေတမိတွေကိုလည်းအများနဲ့ပြောရတယ်အဲမြန်မာတိုက်ပင်များအင်္ဂလိပ်တိုက်ပင်နဲ့ရေးရေးရေးနဲ့ပြောတဲ့အခါလေကျွန်မသားတွေတမိတွေအဲ့လိုအင်္ဂလိပ်စာကြွေတယ်ပေါ့နော်တစ်ခါတစ်ခါကြာသူတို့ရေးလာတယ်ကြည့်ကြည့်ပြီးတော့ကိုယ်ကဗာစဉ်းစားလဲဆိုတော့မြန်မာစာသင်တော်လားငါအင်္ဂလိပ်စာသင်တော်လား အရင်နဲ့ပြပြမေးရတာပါတယ်ပေါ့နော်စတာပါဒီတော့မိသူပင်ဆိုရင်ကျမတို့ကိုအဲဒီနောက်ခုစလုံးပေါ့နော်အစဉ်ပြေတို့ရေးပါလို့တီချေကိုတိုင်းကပြောထားတာပါနောက်ထပ်တစ်ယောက်လေးကတော့ zero root tsgi ဒီပုံလေးကိုပဲရေးသွားတာကိုတွေ့ရပါတယ်ကဲဒီတော့နောက်ထပ်ဆက်ပြီးတော့ကြည့်ကြရအောင်အဲနောက်ထပ်တယ်နော် nick name ကတော့ချီရင်ကျူးတယ်ပဲနော်ချီရင်ကျူးရမှာလားမချီရင်ကျူးရမှာလားတော့မသိဘူးနော်ဒါချီရင်ကျူးဆိုပြောပါနော်ရေးထားတယ်သူကတော့သူ့ကုတ်ကလေးထည့်မထားဘူးဘယ်သူလဲတော့မသိဘူးပေါ့နော်အမှတ်တရကောင်းတွင်နေတဲ့တနစ်တာပြုတ်ခဲ့ရပါတယ်ချဲစီက ဟောချဲစီကရော classmate တွေစီကရောတဲ့ပညာအစ်စ်အစ်စ်တွေအများကြီး learn လုပ်ခဲ့ရပါတယ်ကျေးဇူးပါတဲ့ရှေ့လျှောက် ရှောက်လန်းရမယ့်ခီးလန်းကိုလည်းအကောင်းဆုံးရှောက်လန်းနိုင်ကြပါစေနော်တဲ့အဲ့ဒါသူတငယ်ချင်းတွေရောသူတတိယငယ်ချင်းတွေရောတတိယရောအကောင်းဆုံးတိမ့်ကြုံပြီးသူအားရပါပြောသွားတယ်ပေါ့နော်ကဲနောက်ထပ်တစ်ယောက်လေးကြည့်အောင်နောက်ထပ်တစ်ယောက်လေးကလည်းအော်ကုတ်မပါဘူးပေါ့နော်နစ်ကနေလေးသုံးပြီးရေးထားတယ်တနစ်စာလုံးအတွက်ကျေးဇူးတင်ပါတယ်ဒီချေဟုတ်ကဲ့ကျမတို့ကလည်းအဲဘိုင်ကြီးဘိုင်သားပဲဖြစ်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်နှစ်ယောက်ကတော့ကုတ်ကလေးပဲရေးသွားရပေါ့နော်အဲ 1DSDQ နောက်တစ်ယောက်က 7I6U ပေါ့နော်ကဲဒါဆိုနောက်ထပ်ရေးထားတဲ့ post လေးတွေလည်းတော့ပြီးဖတ်ကြည့်ကြရအောင်ရှင် အဲနောက်ထပ်ဘာ post တွေရေးလဲဆိုတော့နော် core bseo ကလည်းနော်အဲသူရဲ့ present ကဆိုပြီး code လေးရေးထားတယ်ပြီးရင် thank you all လို့လည်းရေးထားတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက 2kbhx နော်စု kbz ban တဲ့နော်သူကြော်ညာသွားလားဘာလဲတော့မသိဘူးပေါ့နော် အဲကေဗီဇာတော့အဲကေဗီဇာဆိုရင်တော့နည်းနည်းကြောက်နေတယ်လို့ကဲနောက်ထပ်တယောက်နောက်ထပ်တယောက်ကတော့သူကုတ်ကလေးရောရေးထားတယ်ပေါ့နော် CCIPD တဲ့အဲမကြမီပြီးဆုံးတော့မဲ့စာတင်နှစ်တစ်နှစ်အတွင်းမှာတဲ့ဆီယာမရဲ့အသေးစိတ်ပြောကြားမှုတွေတဲ့တတိထားမိမှုတွေနဲ့တင်ကြားမှုတွေဟာကျွန်တော်တို့အတွက်အရန်အဖို့တန်ပါတယ်အချိန်ပိုပြီးရှင်းပြပေးတဲ့အခါမျိုးတွေတဲ့ကျွန်တော်တို့နားမလည်သေးတဲ့အခါတော့စိတ်ရှည်စွာနဲ့ထပ်မံရှင်းပြပေးခဲ့ရတာတွေကတော့တကယ်ပဲတန်ဖိုးရှိပါတယ်ဆီယာမရဲ့စူးစမ်းမှုတွေကိုစဉ်းစားလိုက်ရင် ကျေးဇူးတင်စကားထက်ဒီတစ်နှစ်လုံးမှာသင်ကြားပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်အနာဂတ်မှာဆီယမ်မာအားကျမ်းမာခြင်းပျော်ရွှင်ခြင်းနဲ့အောင်မြင်မှုတွေဖြင့်ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းအမြဲစုတွေတောင်းပေးလိုက်ပါတယ်တဲ့ဒါလေးကတော့ကျမကိုပေါ့နော်အထူးတလဲလေးအဲဆုဟိုဆုမွန်ကောင်းလေးတွေနဲ့ရေးပေးထားတာကိုတွေ့ရပါတယ်။ကဲနောက်ထပ်တစ်ယောက်ကတော့ HGWAE S1 present ပဲယူသွားတယ်ပေါ့နော်။ကဲနောက်ထပ် အဲ S1 ကပညာရှင်လေးတွေဘလိုလေးနဲ့နှုတ်ဆက်စာလေးရေးကြတယ်ထပ်ပြီးလေ့လာကြည့်အောင်နော်အဲဒီတယောက်ကတော့အဲ nickname လေးပဲပါတယ်ပေါ့နော်ကုတ်မပေါ့စာတင်နှစ်တစ်နှစ်လုံးအတွက်ကျေးဇူးတင်ပါတယ်တချေတဲ့အများကြီးရေးချင်းပြင်မဲ့လေလောလောဆယ်ဆယ်ကြည်ကွဲနေလို့ပါတဲ့ဟေးဘာကြီးကြည်ကွဲနေလဲမသိဘူးနော် တော့ပြဆက်စုရအောင်နော်ခက်တာ nick name လေးပဲရှိတော့ဘယ်မှမသိပါဘူးရှင်။ကဲနောက်ထပ်တစ်ယောက်ကတော့ present အတွက် 2HQBS ဆိုပြီးကုတ်လေးပဲရေးသွားပါတယ်။အဲနောက်ထပ်တစ်ယောက်ကတော့ 7OIY မှာအဲသူရဲ့ nick name လေးနဲ့ရေးထားတယ်ပေါ့နော်။ဒါကျွန်မပညာရှင်တွေအဲ့လိုအဲ့လိုပဲတွေ့နော်။ဒီမှာအင်္ဂလိပ်လိုလေးရေးထားတယ်အတူတူဖတ်ကြည့်ကြအောင်ရှင်။ Well there was a nice years and I have met some amazing people and friends and the one that I love. Thanks for everything teacher. this school year what's memorable ဟုတ်ကဲ့ဒါတကယ်အမှတ်တရရရှိနေပါမှာကဲနောက်ထပ်တယောက်ကိုကြည့်အောင်ရှင်းနောက်ထပ်တယောက်က 2SY ဖြစ်တယ်သူကတော့မြန်မာလူတွေပဲရေးပေးထားတာပေါ့နော်ရိုးရိုးရှင်းလေးပါပဲစာသင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့စာသင်နေတဲ့အတော်အတွင်းရိုင်းပြမိတာမျိုးရှင်ခွင့်လွှတ်ပေးပါတဲ့ဟုတ်ကဲ့ဆရာဆရာမတွေဆိုတာဘယ်တော့မှအဲပေါ့နော်အဲ့လိုမျိုး စိတ်ထဲမှာအစွဲထားတာမျိုးတိတ်မရှိတတ်ပါဘူးပေါ့နော်မရှိကြပါဘူးအဲတော့အားလုံးကအနီးဆက်ဆုံးဖြစ်တဲ့ရှာနယ်သွားတွေပဲဖြစ်တဲ့အတွက်ပေါ့နော် advice ဖိုက်တာပါပဲဆိုတော့ဒီဒီဟာလေးတွေကလည်းဟိုဘယ်လိုမျိုးပြောနေကြအောင်မလို့အလောက်အထိပေါ့နော်ဆရာကျမ်းမအများစုကအဲအဲ့လိုစိတ်ထားမျိုးရှိကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ကိုယ်လည်းအဲ့ထက်မှာပဲရှိအောင်လည်းစူးစမ်းနေပါတယ်ပေါ့နော်ကဲနောက်တစ်ချက်ကိုကြည့်အောင် 0y KTG uh, 01 KTQ သူကလည်းနှုတ်ဆက်စကားလေးရေးသွားတယ်။စာသင်နှစ်တနစ်စာလုံးကိုတဲ့စိတ်ရှည်ရှည်နဲ့သင်ပေးခဲ့တာတွေမင်းမြန်ခဲ့တာတွေကိုကောင်းကောင်းမွန်မွန်ဖြေကြားပေးခဲ့တာတွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်တကယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်တစ်ယောက်ကိုဆက်ကြည့်အောင်နော် 5DEYP တဲ့ဒီချေနဲ့တင်ရတာပျော်ခဲ့ရပါတယ်တဲ့ဒီချေနဲ့ဒါအစောကြီးတွေ့ခဲ့ရရင်ပိုကောင်းမယ်လို့လည်းတွေးမိပါသေးတယ်ဒီချေရဲ့ အာစိတ်တွေချမ်းသာတယ်နော်ဆိုတဲ့စကားကြီးကိုမှတ်ရနေမှာပါချေရဲ့တဲ့ variation ပြပါလေနော်တနစ်တာလုံးသေချာတင်ကြားပြသပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီချေတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အဲချင့်ကျူးတဲ့နော်ဆောနာလည်းချင့်ကျူးတယ်ပါတယ်နေတစ်ခွဲအခုလည်းထပ်ပါလာပဲနော် ချဲ့ရတယ်ကျမရဲ့ပညာရှင်လေးတွေအားလုံးဘေးကင်းလုံခြုံကြပါစေရှင့်ဆိုတာလေး run နေအောင်ပါပါတဲ့ဩသူပြောမှကိုတတိထားမျိုးဟုတ်ပါတယ်အဲကျမဒီစာတင်ချိန်လေးပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကျမကလေးလေးတွေအဲ့လိုလေးနှုတ်ဆက်တတ်ပါတယ်ရှင့်ကျမရဲ့ပညာရှင်များလို့ဘေးကင်းလုံခြုံကြပါစေရှင့်အဲအဲ့စကားလေးနဲ့ကျမအရင်နှုတ်ဆက်တတ်တယ်ပေါ့နော်ဒါလေးတွေသူတို့အမှတ်တရလေးနဲ့အခုလိုလေးရေးသွားတာတော့မှအဲတကယ်ကိုကျေနွပီတီဖြစ်ရပါတယ်နောက်ထပ်တယောက်ကလေးရေးထားတယ်ရှင့် 0TSGI နဲ့ ။ဘာသာဒီလိုလေးရေးထားတယ်။ဆိတ်ရှင်ရှင်နဲ့တင် जा ပေးတဲ့ဒီချက်ကိုကျေးဇူးတင်ပါတယ်။တသက်လုံးခညာရှင်လေးတို့လို့ခေါ်တဲ့ဒီချက်ကိုတဲ့မေ့နိုင်မယ်မထင်ပါဘူး။တနေ့လုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နဲ့မဲတို့ကျေးဇူးတင်စကားတွေအများဆုံးဆိုသွားကြတယ်ကြည်နော်ကဲနောက်ထပ်ရောဘယ်သူတွေပါလဲဘယ်လိုနှုတ်ဆက်ထားကြလဲဆက်ကြည့်ကြရအောင်ရှင်အဲဒီတယောက်ကတော့ 1C 1XCLI ဖြစ်တယ်အဲနှစ်တစ်နှစ်လုံးမှာတဲ့စာကိုတိတိကျကျသင်ပြပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီချဲတဲ့ ကဲနောက်ထပ်တယောက်လေးနောက်ထပ်တယောက်ကဩသူသူ့ရဲ့ nickname ကအောက်ဆုံးအပေါ်မှာရှိပြီးအောက်မှာက 3U T Prizes တဲ့နှစ်စားကနေတဲ့အခုလိုနှစ်ဆုံးအထိအပြိုကြီးပီပီမေကွန်ပေါင်းများစွာနဲ့ခေါင်းစားစီပြီးတေချာတင်ကြားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီချေအဲကျလို့ပဲကျမသားတွေသမီးတွေကျမပညာရှင်တွေတွေကလေကျမတို့ အပြိုကြီးဆိုတဲ့ကောင်ကိုအမြဲတမ်း polish လုပ်ပေးပါတယ်ပေါ့နော်အခုလည်းလုပ်သွားပါတယ်ဟုတ်ကဲ့ဒီဆရာမလည်းချစ်ချစ်နက်နက်ကြီးကိုခံယူပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲဒါရီသမီးတွေကိုထားတဲ့စေတနာတွေပေါ့နော်ကဲကဲအပြိုကြီးရဲ့အကြောင်းအရာလေးဆက်ပြီးဖတ်အောင်မယ်ပေါ့နော် reaction တွေကပါသေးတယ်ဟဲ့လားအဲ့လိုမေးခွန်းတွေတဲ့မေးပေးလို့ပဲ ไกด์တွေးမိတက်လာလို့ဝမ်းသာပါတယ်နောက်တစ်ခုကဒီချက်ချန်နေရနေဘန်းခံရတာတော့ information တွေမသိရပင်မဲ့ YouTube ရှိနေတော့စာပြန်လေ့ကျင့်လို့ရတာဝမ်းသာမိပါတယ်တချေဟုတ်ပါတယ်တချေကနည်းနည်းလေးစိတ်လိုလဲပေါ့နော် Telegram channel လေးကိုပေါ့နော်โอเคအဲ့ဒါလေးတွေဒီချက်အချင်း notification တွေပါတယ်အဲ့ဒါလေးဖြစ်ဖြစ်သမီးတို့သားတို့အဲ့ထဲပြန်ရောက်လာဒီချက်ပြန်စ조사ပေးပါမယ်ကဲနောက်တစ်ခုလေးသူပြောထားလေးပြအောင်ဆက်ကြည့်ဦးမယ်နော် YouTube မှာတဲ့ memo save တဲ့အနေနဲ့ video တင်ပေးထားတာကိုတော်တော်သဘောကျပါတယ်တဲ့နောက် ုံးအနေနဲ့ရေးရတာဆိုတော့စိတ်မကောင်းဘူးတဲ့ဒီချေကတော့ပြန်ဆောင်ခြင်းလောက်မလားမသိပင်မဲ့တဲ့ကံမကုံသေးရင်ပြန်ဆောင်ခြင်းမသေးတဲ့ဒီချေဟုတ်ကဲ့ပြန်ဆောင်ခြင်းပါတယ်ရှင်ကျွန်မပညာရှင်ကြီးတွေပေါ့ဒီနော်အဝေးတတတာနှိတကြက်ကြက်ကလေးတွေဟဲ့လားဟုတ်ကဲ့နောက်တစ်တယောက်လေးဘလူးလေးနှုတ်ဆက်ထားလဲသွားကြည့်ကြရအောင်ဒီတယောက်ကတော့ nickname မရေးထားဘူးပေါ့နော်ချစ်တယ်တဲ့ဘာလို့ချစ်လဲတော့မသိဘူးကုတ်ကုတ်လေးတည်းမပါဘူးပေါ့နော်ကဲပြီးတော့ nickname လေးနဲ့ရေးလာတဲ့စာတွေကဘာစာတွေဖြစ်ဖြစ်ကြည့်မယ်နော်စတွေ့တဲ့နေ့တွေကနေတဲ့အခုချိန်ဒီအမှတ် အရာတွေရေးတွက်လိုက်ရင်ဘယ်တော့မှမေ့မရတဲ့နေ့လေးတွေပေါ့။စာမေးခံရမှာကြောက်ခဲ့ပင်မယ်။တနစ်ပတ်လုံးပျော်ရွှင်ခွင့်ရခဲ့ပါတယ်။ဘဝမှာဒီလိုမျိုးတွေးဆောင်ရမယ်လို့တခါမှမတွေးခဲ့မိဘူး။အရင်လဲပြောခဲ့ရလို့ခုခွဲရတော့မဟိဆိုတော့ဝမ်းနေမိပါတယ်။အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်။ ချစ်တယ်နော်အပြူကြီးတဲ့မင်္ဂလာဆောင်ရင်လာကြွားအောင်နော်ဟုတ်ကဲ့ဆောင်ရင်တော့လာကြွားပါမယ်ဒါပေမဲ့မဆောင်ဖို့ကပုံမြင်အားနေတဲ့အတွက်ပေါ့နော်မဆောင်ဖို့ကပုံမြင်အားနေတဲ့အတွက်အမတော့ခံနိုင်ပါဦးရှင်ကဲဒီမှာမောင်ကြီးကအထက်ပြေးသွားတယ်ပေါ့နော်သူရေးသွားတာလေအဲ့တော့အပရုလုပ်ပေးလာအောင်မယ်ဟွန်းညသွားပြီတော့တော့တချဲရဲရုပ်တောင်မြင်မသွားရဘူးညားတဲ့အပြူကြီးကိုအတန်နဲ့ပဲទីလိုက်ရတယ် အဲမြင်မသွားရဘူးဗျာဆိုတော့ဟုတ်ကဲ့အဲသူဆုံးနာတပီးလေးပြောသလိုအတမကုန်သေးပြန်ဆုံးတဲ့အခါရုပ်မြင်ရမှာပေါ့ရှင်သိရသွားတာမှမဟုတ်တာနော်ဟုတ်ကဲ့စတာပါရှင်နောက်ထပ်တစ်ခုသွားရအောင်အဲနောက်ထပ်တစ်ယောက်ကတော့ Twitchy ဆိုပြီးဘာကုန်လေးမှမပါဘူးပေါ့နော်အဲ gift လေးတစ်ခုထည့်သွားတယ် for you ဆိုပြီးပန်းစီလေးနဲ့ပေါ့နော်ကဲဒီရောအဲဒါသူပန်းပေးတဲ့သဘောပေါ့နော်ကဲနောက်ထပ်တစ်ယောက်ကိုသွားကြည့်အောင်နောက်ထပ်တစ်ယောက်ကလည်းကုတ်လေးတော့ရေးမထားဘူးပေါ့နော် nickname လေးပဲတုံထားပါတယ်အဲသူရေးထားတဲ့အရာလေးကိုသွားကြည့်မယ်နော် I really like your teaching style teachers the way you provide the lecture, how it is, it how it was affecting, appreciate every moment. Love that you treat us as more than just to read. Connect makes <laughs> Binyashin Liru Yi. Okay, so my lady, no, no. အဲဘဝရဲ့အမတ်တရားတစ်ခုနေနဲ့အဆက်ရှင်ခုတော့မမှန်ရရကိုရှိနေအောင်ပါပါရှင်။ကဲနောက်တစ်ယောက်လေးရေးထားတာတွားကြည့်အောင်။နောက်တစ်ယောက်ကလည်းကုတ်ကလေးမပါဘူးเนาะ nickname လေးပဲသုံးထားတယ်။တခြားရဲ့အစားတင်ပုံကိုတော့တဲ့အမြဲတမ်းအမှတ်ရနေမှာပါတဲ့။ဒီချိန်ပိုင်းစိတ်ဝင်စားတဲ့ကိုတွေအတွက်လေတဲ့ user တွေအများကြီးရှိတယ်ပေါ့နော်။တစ်နှစ်ပတ်လုံးစေတနာပြည့်နဲ့စာတင်ပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်ဒီချေ။နေ့ရက်တိုင်းရေလိုအေးပန်းလိုမွေပြီးကျမ်းမာပျော်ရွှင်ပါစေရှင်။ love you logs okay so ပေးရစနေလည်းပြပြရစီပြအောင်လေးတယ်စူးစမ်းနေထိုင်နေပါတယ်ရှင် okay ဘောနောပညာတစုံတစ်ခုတိုးသွားတယ်လို့ကြားသိရတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာပြီးသည်ဖြစ်နေပါတယ်ရှင်။နောက်ထပ်တစ်ယောက်လေးကတော့ SWJHO ဆိုပြီးတော့ကုတ်ကလေးပဲရေးသွားပါမယ်။ကဲနောက်ထပ်ပါ post တွေနဲ့ထည့်ထားသူနဲ့ဆက်ပြီးဆက်စုကြည့်အောင်နော်။ကဲဒီတစ်ယောက်ကတော့စာလေးနည်းနည်းရှင်းတယ်နော် nickname လေးပဲသုံးထားသလားအနောက်မှာလည်းအကုတ်ပါတယ်မပေါဘူးနော်။ nickname လေးပဲသုံးထားတယ်။ကဲဒီတော့သူ့ရဲ့စာလေးကိုတက်ကြည့်မယ်နော်။ အဲ့ဒါ nickname လေးပဲသုံးထားတယ်။စာတင်နှစ်တခြားလုံးကိုတဲ့ project တွေအင်စာတွေတန်းတွင်းလှုပ်ရှားမှုတွေနဲ့တနည်းမဟုတ်တနည်းစာကိုအာယုံစိုက်လာအောင်စိတ်ဝင်စားအောင်မြန်မာစာကိုသင်ရမပြင်းအောင် လုပ်ပေးခဲ့တဲ့ချက်ကိုကျေးဇူးအများကြီးတင်ပါတယ်။အပတ်တိုင်းလိုစနေနေ့မှအင်စာထပ်ဖြစ်တော့အင်စာမထက်ရသေးတော့ အော်အင်စာမထက်ရတော့ဘူးဆိုတဲ့အပတ်ကဆိုရင်တခုခုလုံးနေတယ်လို့နေမသိထိုင်မသာတော့ဖြစ်သွားပါတယ်ဒီချဲတဲ့ငါစိတ်တွေချမ်းသာတယ်နော်အင်စာတွေပြေးလိုက်ရမလားနော် reaction လေးတော့ပါဒါပေမဲ့သူကသူပြန်ပြောပါတယ်ဒါပေမဲ့အခုတော့မဖြစ်တော့ပါဘူးတဲ့စာသည်လိန်တိုင်းလဲကင်မရာဖွင့်ခိုင်းတော့မြန်မာစာတင်ရတဲ့အချိန်တိုင်းအာယုံဆိုင်ဖြစ်ခဲ့ပါတယ်တဲ့ တခါတလေတော့လေအင်ငိုက်တာပေါ့ငိုက်တာပေါ့ကျမတို့ကလူတွေလीနော်ကဲဆက်ပြီးဖက်ကြည့်မယ်နော်ဘာပဲဖြစ်ဖြစ်တဲ့တမီးတို့ကိုစာတင်နှစ်တလျှောက်လုံးကိုတေးသေးချာချာဆိတ်ရှိလက်ရှိတေးချာပြတ်တာပြီးခဲ့တဲ့ချေ MM3 ကိုအမြဲအမှတ်ရလေးစားနေမှာပါချေတဲ့ပြောစရာတွေအများကြီးရှိလို့ခင်ပင်မဲ့တကယ်ရေးချတော့ထမလာတော့ဘူးတဲ့တမီးပြောချင်တာကတော့ဒီလောက်ပါပဲချေတဲ့ဟုတ်ကဲ့ဒီလောက်ပါပဲဆိုမြဲဒီ magic post တွေထဲမှာသူစာရေးအများကြီးပဲပေါ့နော်ကဲဒီလောက်ပါပဲဆိုတာတော့သူတို့စာရေးအများကြီးရေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကဲနောက်တစ်ယောက်လေးကိုသွားကြည့်အောင်မယ်နောက်တစ်ယောက်လေးရဲ့နာမည်လေးရဲ့ nickname လေးကအစမ်းသားကုတ်တော်မပေါဘူးပေါ့နော်မင်္ဂလာပါဆရာမအားတဲ့ ပဲ nickname လေးပေးတာတော့ကျွေသွားပြီပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါရှင်ကဲသူ့ရဲ့နှုတ်ဆက်စကားလေးကချဲ့တပည့်လေးကိုတဲ့နှုတ်ဆက်လက်ဆောင်လေးတဲ့ရီးစားလေးရှာပေးပါလားချဲ့ရဲ့တဲ့အပြိုကြီးမလုပ်ချင်လို့ရဲဟဲသူများတော့မှနော်အပြိုကြီးလုပ်နေပါလေဆိုဘာဒီလာပြောနေမှလည်းမသိဘူးနော်ကဲနောက်တစ်ယောက်လေးကိုသွားကြည့်အောင်ထွတ်တီးတဲ့ကုတ်ကလေးမပါဘူးပေါ့နော်သူကအနောက်ဆုံးအနေနဲ့တဲ့တချင်းလေးနဲ့နှုတ်ဆက်ခဲ့ပါတယ်ဒီချဲ့ဒါကတော့ S1 ရဲ့နောက်ဆုံးနှုတ်ဆက်စာလေးဖြစ်ပါတယ်နောက်ပိတ်ဆုံးရေးခဲ့တဲ့သူလေးပေါ့နော်အမမရဲ့အဲ့ညက်သူအတန်းမတက်ဘူး အတန်းမတက်ပဲနဲ့ဟိုအတန်းပြီးသွားမှဖြည့်လိုက်ရတော့ဒီနောက်ဆုံးဖြစ်သွားတယ်ဒူဘာရဲ့အဲ့လူလေးမှတ်မိနေရပဲပေါ့နော်အဲသူကတော့ 3HIQS ကိုဖြည့်ထားတယ်ခင်ခင်သူ့ရဲ့စာလေးနဲ့ကြည့်လိုက်မယ်နော်အဲမောင်ရက်ဆက်လို့အသေးကွဲနေတဲ့ 3HIQL လေးဝင်ရလိုက်ပါတယ်ချဲတဲ့အဲဘယ်မောင်လဲကြည်စမ်းငါသမီးကိုဘသူနှိပ်ဆက်သွားတာနော်ကဲမင်္ဂလာပါချဲတဲ့ဒီကနေတဲ့စာရေးပြောရမှာဆိုတော့ကင်မရာရောမိုက်ရောမဖွင့်တော့ဘူးနော်တဲ့ဟေးဘက်ကလက်မှာကင်မရာရောမိုက်ရောဖွင့်ချင်တာလားယင်ဟုတ်ကဲ့ဆက်ပြီးဖတ်မယ်နော်အဲဒီတစ်နှစ်ပတ်လုံးမှာတဲ့အဆင်မပြေတာတွေမရှိခဲ့ဘူးလို့ညင် င်းရင်တဲ့အဲနော်ဘိုးခံကြီးရဲ့ဒိညာကြမှာဟုတ်လို့ရွသားစွာဝင်ခံရရင်နှစ်ဆမှာတော့အပေါ်မကိုက်ခဲ့ဘူးပေါ်တော့ချဲတဲ့အစင်မပြေခဲ့တာတွေရှိခဲ့ပေမဲ့တဲ့တဖြည်းဖြည်းနဲ့တော့ပြောလာရပါတယ်တဲ့တကယ်ပြောတာပါဒီချဲတဲ့တခါတခါတငယ်ချင်းတွေနဲ့စကားပြောရင်လေချဲ့ရဲ့စကလုံးကြီးတွေပပလာတတ်ပါလေတဲ့ပြောပြီးတိုင်းချဲ့ကို credit ပေးပါတယ်တဲ့အော် credit မပေးလဲဘာမှမဖြစ်ပါဘူးဒါကျမကိုယ်ပိုင်စကလုံးတွေမဟုတ်ပါဘူးဘူးပိုင်ကိုလည်းမတင်ထားပါဘူးရှင်ကြိုက်တယ်လို့ယူသုံးနိုင်ပါတယ်ရှင့်ကဲပြီးတော့ဆက်ပြီးတော့သေးတယ် နှစ်စားကနေအခုထိတဲ့အချက်ပေါ်ကာယကံဝစီကံမနောကံနဲ့ပြင်မာမိခဲ့တာရှင်အခုဒီမှာပဲဝင်ချတောင်းပန်ပြရစီချေတဲ့ဟုတ်ကဲ့ကျမတို့ကအဲဒါတွေတပြေအောင်ဖွင့်လို့ပြသားပါဟုတ်ကဲ့နောက်တစ်ခုက PS ပေါ့နော်အဲစာကျွင်းလေးထည့်ထားတယ်ချဲတဲ့အတွေးများအတွေးမှားပြီးဈေးသွားခဲ့တဲ့သမီးနဲ့သမီး friend ကအခုတတိတတန့်စီပလီခံလိုက်ရလို့ခေါင်းတော်မထောင်တော့အောင်ကြိတ်ပွဲနေရပါလေချိန်ကြီးကဲ relationship ပါပဲပလီခံရတာလား partnership မှာပဲ partner ပဲเนาะ အာပလေးခံရတာလားတော့မသိဘူးကျွန်တော်တတိတက်တန်တော့ပလေးသွားတယ်ဟုတ်ကဲ့ပလေးနေတဲ့သူကြီးတွေရေကျွန်မသမီးတွေကိုပေါ့နော်ကျွန်မသမီးတွေကိုလွတ်လပ်ခွင့်တွေပေးပေးပါကျွန်မသမီးတွေပန်းလို့နော်မပလေးပါနဲ့လို့ကျွန်မကြားနေပဲပေါ့နော်ပြောလို့ရရင်တော့ဝင်တော့ပြောပေးချင်ပါတယ်ရှင်ကဲဒါကတော့ S1 ကနော်တောင်သာတောင်သူလေးတွေရဲ့အဲဒီသူတို့ teacher mm 3ကိုပေါ့နော်အမှတ်100လေးတွေပေါ့နော်အမှတ်100လေးရှိမယ်ဖြစ်ဖြစ်မဲ့သုံးသက်ချက်ပေးချင်တာပဲပြန်ပြည့်ချင်တာပဲဒီပဲတစ်ခုခုလေးရေးပေးပါလို့ဖိတ်ပေါ်တဲ့အထဲမှာသူတို့လေးတွေရေးသားချက်ကလေးတွေဖြစ်ပါတယ်ရှင်ဒါတော့ S1 မှာ